နောက်တစ်ဆင့်ကိုတလန်းသွားတဲ့ပြိုင်ပွဲဝင်ကတော့ Congratulations JK Sophia ဖြစ်ပါရဲ့ရှင်ညီမလေးနန်းနီကတော့အနေရများတဲ့ red chain မှာစပြီးတော့ထိုင်ရပါတယ်ဒါပေမဲ့ညီမအမြဲတမ်း strong ဖြစ်ပြီးသားဆိုတော့အများကြီးတော့မပြောတော့ဘူးဒါပေမဲ့ဒီနေ့ကနည်းနည်းတော့အနေရများတယ် နောက်တစ်ဆင့်ကိုဆက်လက်တက်လန်းသွားနိုင်တဲ့သူကတော့ Congratulations ဝေဘီဖြစ်ပါရရှင်ဆိုတော့ပြိတ္တိနေနေလေနောက်တစ်ဆင့်ကိုတက်လန်းသွားမဲ့ပြိုင်ဝဲဝင်ဇံဝေလီ congratulations Molly ဟုတ်တာတော့မှပြိသက်တွေအတွက်တကယ်စ조사ပြီးတော့ခြားပြခဲ့တယ်ပြီးတော့ညီမလေးမှုမြတ်ချေဆိုလို့ရှိရင်လည်းနေပထမဦးဆုံးเนาะပထမဦးဆုံးဆိုသွားရဲဆိုပေမဲ့ပြိသက်တွေအာပေးမှုတွေအများကြီးရခဲ့တယ်သူ့အတန်လေးနဲ့တချင်းတွေကနောက်ထပ်အားအနည်းဆုံးပြိုင်ပွဲဝင် ဘသူဖြစ်မယ်ထင်ပါတယ်ရှင်မကြခင်မှာကြီးညာပြီးသွားမှာဖြစ်ပါရဲ့ရှင်ခဏနေလို့ရှင်နောက်တစ်စင်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လန်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ကတော့ပြိုင်ပွဲဝင်မှုမြက်ချေဖြစ်ပါရဲ့ရှင် congratulation မလေးစောမျိုးအနီအောင်ခုံလေးမှာဒီကနေ့တွေ့ထားရမှာဖြစ်ပါရဲ့ဒီမင်းနေပြောထားသလိုပဲဒါအစမို့တော့ တော်တော်ကောင်းပါလေခလေးတွေအကုန်လုံးတော်ကြတဲ့အတွက်ကြောင့်ဟိုမလိုက်တဲ့ချင်းလေးတွေရှိပေမဲ့လေသူတို့စိုးသွားနိုင်တယ်ကွာဒါပေမဲ့ဒီလိုမျိုးကြီးတော်တဲ့ခလေးတွေကြတော့ဒီလိုဖြစ်ရတယ်ဆိုတော့ဟို voting မှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်တာလားအဲ့ဒါကိုချင်းလေးသိချင်တယ်ဟိုပြန်ပြီးတော့ခလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရလူချင်းမင်းနေနဲ့ရွေးချယ်စစ်စစ်ချင်တယ်ဒါချင်းရဲ့စန္ဒကိုဆရာမင်းနဲ့ဘယ်လိုဘယ်လိုဖြစ်မလဲမသိဘူး အားလုံးကကြိုးစားခဲ့တယ်။ရတဲ့နဲ့အောင်မြင်မှုလေးရတယ်။ဒါတော့ရန်ွယ်တစ်ခုအနေနဲ့ပေါ့။ဒါပေမဲ့အဲ့ဒီစိတ်ထဲမှာကဗိုလ်တင်ကိုဦးစားပေးတယ်ဆိုပေမဲ့ဗိုလ်နေတစ်ခုတည်းကိုချိန်ပြီးတော့မပေးနိုင်တဲ့အရက်ဒေသဆိုတာလည်းရှိသေးတယ်။မပေးနိုင်တဲ့လူတချို့ကလူကိုပဲကြိုက်ပြီးတော့မပေးနိုင်တဲ့လူလည်းရှိတယ်။အများအများအများကြီးပေါ့နည်းမျိုးဆိုရင်အဲ့ခါကျတော့ပြဲတဲ့ကလေးတွေရဲ့အရေးချင်းတွေကကိုယ်တွေအသိဆုံးပဲလေ။ နော်ဘယ်သူကဘယ်လိုကောင်းလဲဘယ်သူကဘယ်လိုကောင်းလဲအတိဆုံးပဲဆိုတော့ဒီအခြေအနေကြီးကိုမြင်ရတာအဆင်မပြေဘူးတခုတော့ပြန်စဉ်းစားစေချင်တယ်နော်တော့ပြန်ရင်လည်းဟုတ်ပြီကဲတားရကြဦးလေးရောအာပြန်ဆက်ခွင့်ရလို့ရှိလို့ရှိရင် ဆက်ပြောင်းခြင်းပါတယ်ဆက်โอเคတပြီးတော့ပြိုင်ပွဲပြိုင်နေဆိုကြတဲ့ကတော့ပြိုင်ခြင်းလို့ပါ That's right Okay အဲ့ဒါပြီးပြီဒါပဲအဲ့ဒါလို့ခြင်းတယ်အဲ့ဒါလို့ခြင်းတယ်ခလေးတွေရဲ့စံတာလည်းဒါပဲချစ်ကြတို့စံတာလည်းဒါပဲโอเคအာကျွန်တော်ပဲပြောလိုက်မယ်ခင်ဗျာโอเคဟိုကျွန်တော်ဒီကိုဆုံးမျိုးဆိုရဲဟာကျွန်တော် origin ကနေနေပြီးတော့ခင်တဲ့သူပေါ့နော်ကျွန်တော်ပါဇက်မှာအမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိတယ် ဒီမြန်မာစားစီစဉ်2ရဲ့ဝင်နာကိုကိုကျော်ဦးနဲ့မနန်းနီနှစ်ယောက်ထဲကတယောက်ရမယ်လို့ကျွန်တော်အမြဲပြောဖို့ရယ်ဆိုတော့အဲ့အဲ့စကားမှာကျွန်တော်တို့ဟိုကျွန်တော်လိုချင်တဲ့ result တစ်ခုတော့ရှိမယ်လို့ထင်ပါတယ် Okay တပတ်ပါပြီတာလီမိရဲ့ညီကူမောင်နှမ၃ယောက်ဟာအရန်ကိုတော်တဲ့ အကိုရိအမရိဖြစ်တဲ့တသမီးအရန်နှမျောပါတယ်။ Okay. Chicken Lee. Chicken Lee ပြောပါဦး။ဟုတ်ပါတယ်ခုနပြောထားတဲ့အတူတူပဲပေါ့နော်။တမီးတို့ဒီ၃ယောက်ကလည်းတမီးကနောက်တစ်ဆင့်တက်မယ်လို့ထင်ထားတာပေါ့နော်။အဲ့ဟာတမီးတကယ်ကတော့တမီးပြုတ်မယ်လို့ထင်တာပေါ့နော်။အဲ့ဟာအခုအကိုနဲ့အမတို့ကဒီမှာထိုင်နေတာဆိုတော့တမီးတမျိုး ဒီ red chair ဆုံးမှာရှိနေတဲ့၃ဟောင်းစလုံးကခေသူတွေမဟုတ်ဘူးเนาะအယမ်းတော်တာကိုယ့်ရဲ့တငယ်ချင်းကောင်းလည်းဖြစ်တယ်လို့ပြိုင်ဘက်ကောင်းလည်းဖြစ်တယ်เนาะအဲ့တော့ဒီ၃ယောက်ကသာအကိုတို့ကပြန်ပြီးတော့ safe ဖြစ်ခဲ့ရင်နောက်တစ်ပတ် ရှင်ပြိုင်မှုကြလို့ရှင် အကျိတ်တင်ပြန်ပြီးတော့ရှင်ပြိုင်ရမှာเนาะအဲ့ဒီအရာကိုခံစားမိလားမသိဘူးခင်ဗျာ အဲ့ဒီကိုယ့်ရဲ့မိခွန်းလေးကိုဖြေပေးပါတကယ်ချင်းကောင်းဖြစ်တယ်လို့ပြိုင်ဘက်ကောင်းဖြစ်တယ်နော်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတကယ်လို့များအခုတော့ထပ်ပြီးတော့ရှင်ပြန်ရမယ်ဆိုလို့ရှိရင်နောက်တစ်ပတ်မှာ ကိုကထွက်ခွာသွားရသူဖြစ်တဲ့အချိန်မျိုးလဲကြုံလာနိုင်တယ်နော်လို့အခုမေးတာပါဟုတ်ကြုံလာနိုင်ပြီမြက်ဆက်ပြီးတော့ရှင်ပြန်ချင်ပါတယ်ဟာ စိတ်တက်တယ်လမ်းထွက်တယ်အဲ့လိုစိတ်တက်တယ်ကြိုက်တယ်လေးစားတယ်ဒီမလေးရဲ့ချင်းတယောက်ကလည်းကိုယ်စိတ်ဆန္ဒမှန်လေးကိုဖြည့်ပြီးလို့ရပါတယ်အမီးလည်းဆက်ပြီးတော့ရှင်ပြန်ချင်ပါတယ်ဒီ၃ယောက်ဟုတ် okay ညီလေးဇန်အာကျွန်တော်တော့ကျွန်တော်ဒီမှာထိုင်ရရရရှိတယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်ကိုယ်နဲ့အမကျွန်တော်ထပ်အများကြီးတော်တဲ့ မတွေပေါ့နော်ဆိုတော့ဆက်ပြီးတော့သူတို့ပဲပြိုင်စေချင်တယ်ကျွန်တော်ကတော့ဒါပေမဲ့အလိုကျွန်တော်တို့ပြောနေတဲ့အခြေအနေတစ်ခုတော့ရှိရယ်အမြဲပြောနေတဲ့အခြေအနေပေါ့ကျွန်တော်တို့ပြင်မဝင်နေအောင်မဟုတ်ဘူးတယောက်မှာတယောက်တယောက်နဲ့တယောက်မှာအမြဲတမ်းပြိုင်ဆိုင်နေတဲ့စိတ်လုံးဝမရှိဘူးဆိုတဲ့အရာတစ်ခုတော့ရှိတယ်။ဆ ဲ့ဒါကျွန်တော်စိတ်ပြန်စလားဟုတ်ပါတယ်ဆက်ဝင်လည်းမြတ်တကယ်ခံစားပြီးပြောတော့တာပါသမီးတို့ဘောနော်အခုမောင်နှမတွေလိုပဲနေကြရဆိုတော့တယောက်မှလည်းထွက်ခွာသွားတာမျိုးလည်းမမြင်ရှင်ဘူးတကယ်လို့ပြန် save တယ်ဆိုရင်လည်းကျင်းရပါတယ်ဒီစီပါကဲဂျိုင်းကလေးတွေနှလုံးရောဂါရတော့မယ်ထင်တယ်။ဒီဘက်ရ voting system လည်းရှိတယ်ဆိုတော့အခါကြတော့ ဗုတ်ပေးခဲ့တဲ့သူတွေအကုန်လုံးရဲ့ခံစားချက်တွေသူတို့ရဲ့လှုပ်ဆောင်မှုတွေအကုန်လုံးကိုလည်းအကိုတို့အတိမတ်ပြုပါမယ်ဟယ်လိုကျွန်တော်အနေနဲ့ပြောမယ်နော်ဒီ၃ယောက်စလုံးကိုနောက်တစ်ချိန်အတွက် chance ပေးစေချင်တာခုနကတော့လေသက်ဆိုင်ရာလူချင်းများလာပြီးတော့ပြောသွားပါတယ်အာသူတို့ရဲ့ အဒီပွဲရဲ့အစီအစဉ်လေးနောက်ပြီးတော့ခုနဗိုတင်လေးနေချေလို့လာပြတယ်လေဟုတ်ပြီပြအောင်ပေါ့ clear ပြအောင်သူသူလာပြသွားပါတယ်အဲ့တော့ဟိုတာဝန်ရှိတဲ့သူကိုကျွန်တော်ဒီနေရာနေပြီးတော့ပဲအာဟိုမြေတားရက်ခံချင်ပါတယ်ဟိုပရိသတ်တွေကိုလည်းကျွန်တော်မြေတားရက်ခံချင်ပါတယ်ဒီတစ်ပတ်ကျွန်တော်ကအများနဲ့ voting system နဲ့ကျွန်တော်တို့ကသွားနေခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလေးစားစွာနဲ့ကျွန်တော်တို့အဲ့ voting system နဲ့အားလုံးကိုလည်းကျွန်တော်တို့ save ထားကြပါတယ်ဒီ၃ရောက်ကိုလည်းနောက်တစ်ပတ်ရှင်ပြိုင်မှုအတွက်ကို ခွင့်ပြုပေးပါခင်ဗျာပြန်ပြီးတော့ရှင်ပြန်ဖို့တကူအကူတို့ judge တွေရောမြန်မာ star ကတာဝန်ရှိတဲ့သူတွေအကုန်လုံးကိုကျွန်တော်ဒီနေရာနေပြီးတော့မေတ္တာရက်ခံချင်ပါတယ်နောက်ပြီးတော့ချင်းနေတယ်မှာကြည့်တဲ့ချင်းမှာအားလုံးကလည်း request ပြန်လုပ်ပြန်လုပ်နေကြပါတယ်အဲ့တော့ဒီကလေး၃ယောက်ပြန်ပြီးတော့ရှင်ပြန်ခွင့်ပြုစေချင်ပါတယ်အဓိကဒီဘက်က၄ယောက်ကလုံးဝဒီ၃ယောက်ကိုပြန်ပြီးတော့ချွင်းချမ်းမရှိသူတို့ရဲ့စိတ်ရင်းခံတိုင်း အတူတူပြန်ပြီးတော့ရှင်ပြိုင်မယ်ဆိုတာကိုတောင်းဆိုတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်ဒီသုံးယောက်ကို save ပါတယ်ခင်ဗျာဒါဆိုရင်တော့ result ရဒီတစ်ပတ်အတွက်တဦးတယောက်မှနှုတ်ဆက်ထွက်ခွာရခြင်းမရှိဘဲနဲ့အားလုံးနောက်တစ်ပတ်ကိုဆက်ပြီးတော့တက်လက်တော့မှာဖြစ်ပါတယ်ရှင် congratulations ပါနောက်တစ်ပတ်အတွက် result ကိုနောက်တစ်ပတ်အတွက်ရှင်ပြိုင်မှုဘယ်လိုဖြစ်မလဲဆိုတော့ဆုံးမခဏတော့ပြီးတော့မေးလိုက်ပါဦးမယ်ဆိုတော့ congratulations ပါခုတော့ငိုတော့မယ် OK，这个也员你马上拍的秒哦，酷吗？